ရှိတော်အာရှအာကစားပြိုင်ပွဲစီးကိန်းမှာဝေရောက်ရှင်ပြိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ U20 မြန်မာအမျိုးသားလက်ရွေးစင်ဘောလုံးအသင်းဟာထားနိုင်ငံချင်းပိုင်မျိုးကိုအောင်မြင်စွာရောက်ရှိပြီးပွဲစဉ်အတွက်ပြင်ဆင်နေကြပါပြီ။အသင်းသားတွေဟာချင်းပိုင်မျိုးရဲ့နာမည်ကြီးချင်းပိုင် Hill Hotel မှာဖိလစ်ပိုင် U20 အသင်းနဲ့အတူတကွတဲခုရင်အပြန်အလှန်လေ့လာစောင့်ကြည့်မှုတွေပြုလုပ်နေကြတယ်လို့သိရပါတယ်။ U20 မြန်မာလက်ရွေးစင်အသင်းနဲ့ဖိလစ်ပိုင်အသင်းပွဲစဉ်ကိုတော့ယနေ့ဒီဇင်ဘာလ9ရက် 2025ခုနှစ်မြန်မာစံတော်ချိန်ညနေ9:00ခွဲအချိန်မှာချင်းမိုင်မြို့တီထောင်ချင်း2900ပြည့်အထိမ်းမှန်အာကစားကွင်းကြီးမှာရှင်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။မြန်မာအသင်းသားတွေဟာခန္ဓာရင်မြေမစီဖို့အတွက်ပြင်းပြင်းထန်ထန်ပွဲကြိုလေ့ကျင့်မှုများကိုပြုလုပ်နေခဲ့ကြပါတယ်။ကစားသမားတွေရဲ့မျက်လုံးတွေထဲမှာယုံကြည်မှုနဲ့ဇွဲသက်တီတွေအပြည့်အဝမြင်တွေ့နေရပါတယ်။ အာကျွန်တော်ဒီညနေမြန်မာဆန်ရောချင်းညနေ9:00ခွဲမှာကျွန်တော်တို့မြန်မာလေဆေးယူနစက်နဲ့အတင်းနဲ့ဖိလစ်ပိုင်ယူနစက်နဲ့အတင်းလို့ရှင်းပြကစားမှာဖြစ်တော့ပြကျွန်တော်တို့အာအားပေးဖို့ဖိတ်ခေါ်ချင်ပါတယ်ကျွန်တော်တို့အကောင်းဆုံးကြိုးစားတာပါညနေအတွက်ကျွန်တော်တို့ဆင်သင့်ဖြစ်နေပါတယ်ဟုတ်ကျွန်တော်တို့ဒီနေ့ပွဲအတွက်အားလုံးကြိုးစားထားပါတယ်ခင်ဗျကျွန်တော်တို့နိုင်အောင်ကံဖို့ဒီနေ့အာမြန်မာပရိသတ်တွေအားလုံးကျွန်တော်တို့အားပေးဆောင်ရွက်ကြည့်ရှုပါကြပါလို့နော်ပြောနေပါတယ်ခင်ဗျဟုတ်ကျွန်တော်ဒီညနေဖိလစ်ပိုင်နဲ့ရှင်းပြမယ်ကျွန်တော်ယူနစက်နဲ့အားလုံးပြင်ဆင်ထားပါတယ်အားလုံး ready ဖြစ်နေပါပြီ ကျွန်တော်ညနေပွဲတွေအစနေဖြစ်နေပါတယ်။အာကျွန်တော်တို့အကောင်းဆုံးပြင်ဆင်ထားပါတယ်။ကျွန်တော်တို့အတင်အားပေးကြပါအောင်။ကျွန်တော်တို့ညနေပွဲတွေအားလုံး ready ဖြစ်နေပါပြီ။လာရောအားပေးကြပါအောင်။ဒါပြင်အတင်းရဲ့ view တွေကိုချမှတ်နေတဲ့လက်ထောက်နီးပြားချုပ်ဦးစိုးမြတ်မင်းကလေးယုံကြည်မှုအပြည့်နဲ့အခုလိုပြောကြားခဲ့ပါတယ်။ဟုတ်ကဲ့မင်္ဂလာပါခင်ဗျ။အဲကျွန်တော်တို့ဒီနေ့ညနေမှာတော့ဒါဒီတို့ရဲ့ဒီထိုင်းရဲ့ဒေတာသန်တော်ချိန်ပေါ့နော်ညနေ6:00ချိန်မှာကျွန်တော်တို့မြန်မာလေဆင်အတင်းနဲ့ဒါ မလေးစင်ယူနက်ဆက်နဲ့အတင်နဲ့ကျွန်တော်တို့ဖလပါယူနက်ဆက်နဲ့အတင်တို့ပေါ့နော်ဒါစီးကိန်းပြိုင်ပွဲပွဲဥထွတ်တွေ့ဆုံပြီပေါ့နော်ဒီပွဲအတွက်တော့ကျွန်တော်တို့အကောင်းဆုံးပြင်ဆင်ထားပါတယ်ကျွန်တော်အကောင်းဆုံးရလက်ရမယ်လို့လည်းကျွန်တော်ဘက်ကလည်းယုံကြည်ပါတယ်ဗျယူနက်ဆက်နဲ့မြန်မာလက်ရွေးစင်အတင်ကိုလာရောက် အားမပေးနိုင်တဲ့ပရိသတ်တွေအတွက် HTV Sport TV Channel ကနေယနေ့ညနေ9:00နာရီခွဲအချိန်မှာဓာတ်ရိုက်ထုတ်လင်းပြသပေးသွားမှာဖြစ်တဲ့အတွက်အိမ်ကနေအားပေးနိုင်ဖို့အတွက်ကိုလည်းတည်င်းကောင်းပါလိုက်ရပါတယ်ခင်ဗျာ မြန်မာနိုင်ငံသားတွေရဲ့စိတ်သက်ခွန်အားကိုပြသနိုင်ဖို့နိုင်ငံတော်အလံကိုဂုံယူစွာလှည့်တင်နိုင်ဖို့အတွက်မြန်မာ U20 နဲ့အတင်းအကောင်းဆုံးဆွမ်းဆောင်နိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ခင်ဗျာ